ိတ်နဲ့ရွတ်ဆိုလိုက်တဲ့စကလုံးတွေရဲ့ပြက်ချင်းကိုကြည့်တဲ့အခါမှာဒီပြက်ချင်းကိုကြည့်တော့မယ်ဆိုလို့ရှိရင်အစင်တိုင်းပဲလောက်ရမှာပြုတ်လောက်ရမှာဖြစ်ပါတယ်ဒါပေမဲ့ဖြစ်ချင်းကိုကြည့်ရဲ့အစင်ကိုတော့လေးလူရှူထားမှာဖြစ်ပါတယ်ဖြစ်ချင်းကိုဘာမှကြည့်တာမဟုတ်တကယ်တမ်းကျတော့ကြည့်ဖို့အတွက်အစင်မပြေတာပေါ့နော်စိတ်ကဒါအခုပြောနေလို့ဒါနှေးတယ်ထင်ရတာတကယ်တမ်းက အခုနားထောင်နေတဲ့သူကတကယ်လိုက်လို့ကြည့်လို့ရှိရင်အဲ့ဒီတကယ်တမ်းသာရှုမှတ်ဒီဇိုင်းမမှန်ရှုမှတ်မဲ့ဒါရှုမှတ်မှုကိုပဲအမြဲတမ်းလုပ်နေမယ်ဆိုလို့ရှိရင်ကိုယ်စိတ်ကအယံမြန်နေလို့ဒီနှစ်ခုကိုရှင်ပြီးတော့ကြည့်လို့မရဘူးဆိုတာကိုကိုယ်ကိုယ်တိုင်သိလာလိမ့်မယ်ပေါ့နော်အော်ဒါအခုကဥစဉ်ပြောလို့သာအော်မရဘူးဆိုလို့မရဘူးဆိုရဲ့ စကားကိုပဲကြားရတာဗောနော်ဒါကူရိုင်းရှုမှတ်တဲ့အခါကြားရမှာဒါဒါအမြန်နေလို့ဒီနှစ်ခုကိုပေါင်းပြီးကြည့်လို့မရအောင်ဆိုတာကိုယ့်ကိုယ်သိလာပါလိမ့်မယ်အကူရိုင်းသိလာပါလိမ့်မယ်ဒါပေမဲ့ဖြစ်ချင်းဝင်ကြည့်တာတစ်ခုပဲပေတာဖြစ်ပါတယ်ကြံတဲ့အစင်တွေကရှုမှတ်မှုတစ်ခုတိုင်းမှာတစ်ခုတိုင်းမှာ အစအနေပြောင်းပြောင်းပြီးတော့ကြည့်နေရမှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ပြက်ချင်းကိုကြည့်မယ်ဆိုရင်လည်းအရင်ဆုံး အသက်ရှူသွင်းရပါလိမ့်မယ်ရှူသွင်းနေတဲ့အချိန်မှာကိုယ်စိတ်မှာလည်းလောဘဖြစ်နေလဲဆိုတာကိုဗာစိတ်ဖြစ်နေလဲဆိုတာကိုကြည့်ပါတယ်ပြီးတာနဲ့အသက်ရှူထုတ်ပါတယ်အသက်ရှူထုတ်ပြီးတာနဲ့အသက်ရှူသွင်းနေတဲ့အချိန်မှာဖြစ်ခဲ့တဲ့စိတ်နဲ့ဆိုင်တဲ့စကလုံးကိုစိတ်နဲ့ယူရမှာဖြစ်ပါတယ်အဲ့လိုစိတ်နဲ့ယူပြီးတာနဲ့အဲ့ယူလိုက်တဲ့စကလုံးရဲ့ ျောက်သွားတာပြင်သွားတာကိုစိတ်နဲ့ဆင်ခြင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာလည်းအကြောင်းကြောင့်အကြောင်းကင်းပြီးတော့ပြတ်တာလားနော်သူသူများကဖန်ဆင်းနိုင်တဲ့သူကများဟလာပြတ်အောင်ဖန်ဆင်းလိုက်တာလားဆိုရဲပြတ်အောင်လုပ်လိုက်တာလားဆိုရဲအယူမအတွေးမတွေများကိုယ်စိတ်ကြီးမှာဖြစ်လာခဲ့ရဆိုရင်လေခုနအကြောင်းတရားတွေဖြစ်တဲ့အဝိဇ္ဇာတဏ္ဏကံ ဖတ်တာအတွေ့အထိမှုဆိုတဲ့ဖတ်တာအဝိဇ္ဇာဆိုတဲ့မသိမှုတဏှာဆိုတဲ့လိုချင်မှုပြုလုပ်မှုဆိုတဲ့ကံရဲ့အတွေ့အထိမှုဆိုတဲ့ဖတ်တာဒီအကြောင်းတရားတွေချုပ်တဲ့အတွက်ကြောင့်မလို့အကြောင်းတရားတွေပြတ်တဲ့အတွက်ကြောင့်မလို့ဒီစကလုံးလေးကလည်းပြတ်ပါလားဆိုတဲ့အတွေ့မျိုးကိုတွေးပြရမှာဖြစ်ပါတယ်ဒီဟာကလည်းအမြဲတမ်းတွေးရမှာမဟုတ်ဘူးကိုယ်စီမှာတန်တရားဖြစ်လာတယ်ပေါ့နော်ဒါအကြောင်းမရှိဘဲနဲ့ပြတ်တာလား ြောင်းကင်းပြီးပြက်တာလားဒါမှမဟုတ်ရင်သင်းရှင်ကပြက်အောင်လုပ်တဲ့အတွက်ပြက်တာလားဆိုပြီးတော့ကိုယ်စီမှာဒူလောဒူလောယုံမတန်တဲ့အတွေးမှားတွေများ ဖြစ်ခဲ့လို့ရှိရင်ဒီလိုမျိုးအကြောင်းတရားပရမဖြစ်ခဲ့ဖြစ်ဖြစ်နိုင်တဲ့အကြောင်းတရားတွေရဲ့ပြက်သွားတဲ့အတွက်ကြောင့်မလို့ပြက်ရပါတယ်ဆိုတော့ပြက်ရတယ်ပြက်သွားတဲ့အကြောင်းအတွက်ကြောင့်မလို့ပြက်တယ်ဆိုတော့သဘောတရားလေးကိုကိုယ်ကဆင်ခြင်ပေးရမှာဖြစ်ပါတယ် ဦးစင်းကတော့တလာရဲ့ရတနာဆိုတဲ့နာမည်နဲ့ဇာနဲ့လက်တွေ့ဤကြဝိပဿနာတရားရှုမှတ်ခြင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်တန်နဲ့ဆိုင်တဲ့မိခင်ငါးချက်ကိုဖတ်ခြင်းနဲ့ဆိုရင်တိပိဋကမြန်မာဆိုတဲ့ application မှာသွားပြီးတော့ဖတ်လို့ရပါတယ်။